အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတင်းတိဖြစ်ပါစို့ဒီနေရာကနေပြီးတော့စွန်မောင်းကောင်းတောင်းပေးလိုက်ပါတယ်ဗောနော။အဲ့တော့ဒါကျွန်တော်တို့လက်ရှိဒီနေ့ကျွန်တော်တို့အဲဗောအတင်းနေ့လေးလောက်မှာဒါကျွန်တော်အေးမြန်မာစံတော်ဂျင်ဒါကျွန်တော်နှစ်နာရီခွဲ၃နာရီလောက်မှာတော့ဒါကျွန်တော်တို့ အဲပရီးမီယာလိနဲ့ဒါတတ်တက်ပြီးဒါကျွန်တော်တို့သတင်းတပုတ်ထွက်ပေါ်ခဲ့တယ်။အဲ့ဒါကတော့လာ2025 2026ရာသီအတွက်ဒါကျွန်တော်တို့ပရီးမီယာလိရဲ့ဒါအသင်းကြီးတွေရဲ့ပွဲစဉ်တွေကိုအသင်းတွေအကုန်လုံးရဲ့ပွဲစဉ်တွေဒါစတင်ပြီးတော့ထွက်ပေါ်လာခဲ့တယ်ပေါ့နော်။ဒါတကယ်တည်းပြဿနာကြီးမယ်ဆိုတော့ပရီးမီယာလိပြန်စဖို့တော့တကယ်တည်းအကြောင်းကျွန်တော်နှစ်လလောက်ပဲလူတော့တယ်။ဂျွန်ဇူလိုင်ဩဂတ်ပေါ့နော်။အဲ့တော့ဂျွန်တိတ်ပေါ်ဂျွန်ဇူလိုင်ကြားမှာတလဂျွန်ဇူလိုင်ဩဂတ်စတနှစ်လပဲလူတော့တဲ့ချင်းတစ်ခု။အဲ့တော့ဒါလူတော်များစိတ်ဝင်စားခဲ့တဲ့လက်ရှိမှာဒါကျွန်တော် rumor တွေထွက်ခဲ့တဲ့လူမျိုးတော့ဒါထင်တယ်လောက်တော့ အရန်ကြီးကျန်းတဲ့ပွဲစဉ်တွေဒါကျွန်တော်တို့ ါလားဆိုတော့ပါတယ်လို့ပဲဖြေရအောင်ဘောနော်ကျွန်တော်ဒါမပါဘူးလို့ဘယ်သားကပြောမိတော့ပါတယ်ဘောနော်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ပထမအဆုံး match day 1ကိုတော့ကျွန်တော် August လ15ရက်နေ့ညဘောနော်ဒါကျွန်တော်မြန်မာစံတော်ချိန်နဲ့ပြောမယ်ဆိုရင်တော့ August လ16ရက်နေ့ဒါကျွန်တော်မနက်2နာရီခွဲဘောနော်အဲ့မှာလည်းမနက်2နာရီခွဲမှာကန်သွားပြီဘောဆိုအဲ့တော့ပထမအဆုံးဒါဇေယျဥပောက်တဲ့အသင်းကလည်းရှိမှာ champion ဖြစ်တဲ့ Liverpool တင်းနဲ့ဘုံမောက်ကတော့ဒါကျွန်တော်တို့တော်တော်လေးကိုဒါစတင်ပြီးတော့တွေ့ကြမှာဘောနော်ဒါ Arriola ရဲ့ဘုံမောက်အသင်းနဲ့ Liverpool အသင်းနဲ့ဒါဒီ Liverpool အသင်းမှာဒါကြကသားသမားဖြစ်တဲ့ဖြစ်တဲ့ Frank Pong တို့ဒါကျွန်တော်တို့ ဖလော်ရီယန်ရစ်စ်တို့ဒါမီလိုကရာကက်စ်တို့ကိုဒါပထမဆုံးနေပြန်ကြည့်ချင်တာကဒါပါမီလိုကရာကက်စ်ကသူ့ရဲ့အသင်ဟောင်းနေဒါပထမဆုံးပြန်လည်ပြီးရှင်ပြန်ရမယ်ပွဲစဉ်တပွဲများဖြစ်လာမလားဆိုတာကိုတော့တော်တော်လေးကိုစောင့်ကြည့်ရမှာပါအဲ့တော့အာနီစတိုရဲ့ဒါပထမဆုံး defending champion ရဲ့ပွဲစဉ်ကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ပဲမြင်ရမယ်ဒီမှာပါပါတယ်အဲ့ဒါလည်းပြီးတော့ဒါကျွန်တော်စနေနေ့ရောက်သွားစနေနေ့မှာဒါကျွန်တော်အစောဆုံးပွဲစဉ်ကိုတော့ Aston Villa အသင်းနဲ့ Newcastle United အသင်းထင်တာထက်ပို့ပြီးတော့မြိုင်လို့ရတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Unai Emery နဲ့ Eddie Howe နဲ့တွေ့ကြမယ်ပြီးတော့ Brighton နဲ့ Fulham ပေါ့နော် Brighton သင်းနေတာ Fulham သင်းနေတွေ့မယ်ဒါကျွန်တော်တို့ဒီချိန်ထဲမှာပဲဒါကျွန်တော် Brighton Fulham ကံမယ်ပြီးရင် Northampton Forest နဲ့ Brentford ကံမယ်ပြီးတော့ဒါကျွန်တော်တန်တက်လာတဲ့ Sunderland အသင်းကတော့ West Ham United နဲ့ကံမှုရှိတယ် Sunderland ရဲ့ England Stadium of Light မှာကံမှုရှိတယ် Spa အသင်းကလက်ရှိမှာတန်တက်လာမနစ်ကရတန်တက်ခဲ့တဲ့ Leicester City အသင်းနဲ့တွေ့ခဲ့လို့ဒီနှစ်မှာလည်းတန်တက်ခဲ့ပြီဖြစ်တဲ့ Burnley အသင်းနဲ့ Spa အသင်းရဲ့ England ဒါကျွန်တော် Tottenham Hotspur Stadium မှာကံရဖြစ်ပါတယ်အဲ့တော့ဒီပြအသင်းဒါ Brentford အသင်းဒါကျွန်တော် ်ရှိအာနီးပြတဲ့ဒါကျွန်တော်တို့ Thomas Frank အတွက်ကဒါကျွန်တော်တို့တော်တော်သေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့ပွဲစဉ်ဖြစ်တယ်။ဒါလိုပဲဒါကျွန်တော်ပထမဒါကျွန်တော်တို့ Liverpool တင်လို့ပဲဒါကျွန်တော် Manchester City အတင်းကသူတို့ရဲ့ဒါကစားသမား အေးပေါ့ပြောင်းရွှေ့သွားကစားမဖြစ်တဲ့အဲ့လူကြီးကသူ့ရဲ့မိခင်သင်းဖြစ်တဲ့ဒါအချိန်ကမိခင်သင်းဖြစ်ခဲ့ပြီးတော့ဝူသင်းတွေမြဲဒီပွဲစဉ်တွေကိုလောကကျွန်တော်တိတိလောက်အချိန်တာပြန်မတွက်ဆိုကျွန်တော်မှားအောင်မှာအဲ့တော့လက်ရှိမှာဒါကျွန်တော်တိတိလောက် Aston Villa Newcastle ပွဲစဉ်ကတော့မြန်မာစံတော်ချိန်ဒါကျွန်တော်တို့6နိုင်တို့မှာကျင်းပဖို့ရာခိုင်နှုန်းများပါတယ်ဒါကျွန်တော်ဟိုကျွန်တော်ဘာလို့ကျွန်တော်နေတဲ့နိုင်ငံတွေဆိုတော့နည်းနည်းတော့မှားပါမှာဆိုတော့အဲ့တော့ဒါကျွန်တော်9နိုင်ခွဲတွေပေါင်းမယ်ဆိုရင်တော့ဒါကျွန်တော်လက်ရှိ Brighton နဲ့ Fulham ကလည်း10နိုင်ခွဲ Northern Forest Brentford 10နိုင်ခွဲဒါကျွန်တော် Sunderland West Ham 10နိုင်ခွဲ Spurs Burnley 10နိုင်ခွဲပြီးတော့ကျွန်တော်မြန်မာစံတော်ချိန်ဒါ ျွန်တော်တို့အားလုံးပေါင်း17နှစ်တို့မှာတော့ဒါ Wolf within the Manchester City တင်ခဲ့မယ်။တကယ်တမ်း Super Sunday ကတကယ်ကိုလမ်းပြန်ထွက်တဲ့ပွဲစဉ်နဲ့စမယ်။ဒါကျွန်တော်မြန်မာစံတော်ချိန်ဒါကျွန်တော်9နှစ်ခွဲမှာ Chelsea နဲ့ Crystal Palace နဲ့ London Derby တွေ့ကြမယ်။ဒါတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမယ့်အချိန်ဒီပေါ့နော်။အဲ့တော့ဒါ တကယ်ကိုလားစူပါဆန်ဒီရဲ့အကောင်းဆုံးတော့ဒါပရီးမီးယားလီးဂ်ရဲ့ပထမအဆုံးရသက်တပတ်မှာဒီကန်သွားမဲ့ပွဲစဉ်ကတော့ဒါမြန်မာစံတော်ချင်းတာ၄နိုင်ခွဲဆိုတာ၅နိုင်ခွဲပေါင်းမယ်၁၀နိုင်တို့ရောမြန်မာစံတော်ချင်း၁၀နိုင်တို့မှာတော့ Manchester United အသင်းရဲ့အိမ်ခွင်းဖြစ်တဲ့ Old Trafford မှာတော့ဒါကျွန်တော်တို့ Arsenal အသင်းနဲ့ရင်ဆိုင်ရပြီပါအဲ့တော့တကယ်ကိုဒါမှလည်းပြန်ပို့ပြီးတော့ Bale လို့လို့ကောင်းသွားတာပေါ့နော်ကိုကြီးလို့ဒါကျွန်တော်တို့ဘောလုံးအကြောင်းပြောပြရလူနေတာဒါကျွန်တော်တို့ Manchester United နဲ့ Arsenal နဲ့တွေ့တော်မှာဖြစ်တဲ့အရန်ကိုပြောလို့ကောင်းသွားပြီအဲ့တော့ပြီးရင်တော့ဒါကျွန်တော်တို့ ဆရှင်နေမနဲ့အေးပေါ့ဟောပေါ့ကျွန်တော်အင်္ဂါနေ့မနဲ့စကွေးကျွန်တော်မှာစကွေးပေါ့အဲကျွန်တော်အင်္ဂါနေ့မနဲ့မြန်မာစံတော်ချိန်တာတနအိခွဲမှာတော့ Lee United နဲ့ Everton နဲ့တွေ့ဆုံမှာဖြစ်တယ်ဒါဟာတော်တော်လေးကိုစိတ်ဝင်စားတဲ့ပထမအပတ်တည်းဖြစ်တော့ဒါကျွန်တော်ဒီပထမဒါအပတ်တည်းမဟုတ်ဘဲဒါကျွန်တော်လက်ရှိဒါကျွန်တော်ဒေါက်ရှောက်ဒါကျင်းပါနေတဲ့အနေထားမှာတော့ဒါကျွန်တော်သတင်းကြီးပြောတာ Arsenal အသင်းကစပြီးကျွန်တော်ပြောသွားမှာပေါ့နော်ဟုတ် ကျွန်တော်လက်ရှိမှာဒါတင်ချလိုက်ပြောအာအာစနိုသင်းကသူတို့ရဲ့ဒါကျွန်တော်တို့ရက်သက်တဲ့ဘက်ကခက်ခဲမဲ့ရက်သက်တဲ့ဘက်လို့ပြောလို့ရတယ်ဒါပေမဲ့အာစနိုသင်းတို့ကဒါကျွန်တော်တို့လက်ရှိမှာစာမေးပွဲဆက်တဲ့ရက်သက်တဲ့ဘက်ဆိုလဲမှန်နေပထမဦးတွေ့မဲ့တဲ့ခုနကျွန်တော်ပြောခဲ့သူပဲ Manchester United အသင်းနဲ့ဒါကျွန်တော်တို့ August 18ရက်နေ့မှာတွေ့မယ်ပြီးရင်တော့တန်တက်လာခဲ့တဲ့ဒါကျွန်တော်တို့ ဩဂတ်စ်လ22ရက်နေ့မှာလီယူနိုက်တက်နဲ့တွေ့မယ်။ပြီးရင်ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်သူများအင်ဂွက်လီဗာပူးရဲ့ဒါကျွန်တော်တို့အင်ဂွက်မှာဒါအန်ဖီမှာတော့ဒါဩဂတ်စ်လ30ရက်နေ့မှာလီဗာပူးတင်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။စက်တင်ဘာ23မှာနော်တန်ဖောရက်စ်နဲ့တွေ့ဆုံမှာဖြစ်ပြီးစက်တင်ဘာ20မှာတော့မန်ချက်စတာစီးတင်းနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။အဲ့တော့အာစနယ်သင်းရဲ့ပထမဦးဆုံး5ပွဲမှာတော့ဒါအသင်းကြီးအားလုံးပေါင်း3ပွဲနဲ့ဒါကျွန်တော်တို့ရင်ဆိုင်ရတွေ့ပါတယ်။အဲ့တော့ဒါပြန်ကြည့်မယ်ဆိုတော့3ပွဲမှာ2ပွဲကဒါကျွန်တော်အဝေးကွင်းပွဲစဉ်ဖြစ်တဲ့အာစနယ်သင်းအတွက်ဒါကျွန်တော်တို့တော်တော်လေးကိုစာမေးပွဲစစ်ခံရ မယ်နေတဏီလူပြောရင်တော့ကျွန်တော်အနေနဲ့မှားမယ်တော့မတူပြီးတာကျွန်တော် AB ပြောပြီး AB ရင်တော့ကျွန်တော် C ပေါ့နော်အဲ့တော့ Chelsea အသေးရတာကျွန်တော်ပထမဆုံး၅ဘွဲ့ကတာကျွန်တော်လက်ရှိမှာပြန်ကြည့်မယ်ဆိုရင်တော့တော်တော်လေးဟိုဒါမဆိုးလာတဲ့အနေမြင်တတ်ကြရင်လည်းများတယ်ဘွဲ့စင်လို့ပြောလို့ရတယ် Crystal Palace ကိုဒါ Chelsea အသင်းနဲ့အိမ်ဝင်းမှာရင်ဆိုင်ရမယ်ပြီးရင်တော့ကျွန်တော် West Ham United အသင်းနဲ့ဒါကျွန်တော်အဝေးဝင်းရင်ဆိုင်ရမယ်ပြီးရင် Fulham အသင်းနဲ့အပြန်ကြည့်မယ်ဆိုရင်တော့ August လတစ်လလုံးမှာဒါ Chelsea အသင်းကဒါကျွန်တော် London တမြို့ထဲမှာကြီးပြောဒါ၃ဘွဲ့လုံးကြံပြီးရင်လည်းမထွက်ရသေးပြပြီးတော့ဒါ Spurs အသင်းရဲ့အိမ်ဝင်းမှာဒါကျွန်တော် November လာအဆိုဟဲ့စပါးသိမ်းလို့တော့လိုမျိုးပစ္စည်းပဲလိုမျိုးဘေးဂျင်းစီကျွန်တော်နေမှာတော့ဒါဖူဟန်နဲ့ဆက်ပြီးတော့ပြစတဲ့ဩဂတ်စ်လတလလုံးမှာချက်ဆီတင်းကဒါကျွန်တော်တို့လက်ရှိအနေထားရဒါကျွန်တော်တို့တလလုံးကဒါကျွန်တော်တို့ဖူအာလန်ဒန်တင်းမှာပဲကန်ပြီးတော့ဒါကျွန်တော်တို့ စက်တင်ဘာအစမှလဲ Brentford အသင်းနဲ့ပဲကြံဖြစ်တော့တာလန်ဒန်လေးယူပဲအဲ့တော့ပြန်ကြည့်မယ်ဆိုတာ Chelsea အသင်းနဲ့ဒါတကယ်တမ်းခက်ခဲမဲ့ပွဲစဉ်ကတော့ဒါကျွန်တော်တို့ဒီနေ့၅ပွဲမြောက်မှာ Manchester United အသင်းနဲ့စက်တင်ဘာလ20ရက်နေ့မှာ Manchester United အိမ်ငွေမှာတွားရောက်ပြီးကြံဖြစ်ပါတယ်အဲ့တော့တကယ်ကိုစိတ်ဝင်စားစရာကောင်းမှုအနေထားမှာရှိတယ်လို့ပြောပြရစေအဲ့တော့ဒါကျွန်တော်တို့ CB ရဆိုတော့ကျွန်တော်ဘောနော် Liverpool အသင်းကြောင့်ပြောအောင်အဲ့တော့ Liverpool အသင်းနဲ့အခုလက်ရှိသူတို့ရဲ့ပထမဆုံးပွဲစဉ်တွေကတော်တော်လေးကို miss ဖြစ်တယ်လို့ပြောလို့ရတယ်အနေမြင့်တက်ကြများတယ်ဗောသူတို့ရဲ့ပထမဆုံးပွဲစဉ်ကတော့ကျွန်တော် August 15ရက်နေ့မှာဘုံမောက် င်သင်တဲ့တွေ့မယ်သူများကသူကပထမဆုံးပွဲစဉ်ကပြီးတော့ဒါကျွန်တော် Newcastle United ရဲ့ဒါကျွန်တော်အိမ်ခွေးမှာဒါကျွန်တော်တို့လက်ရှိမှာ August 23ရက်မှာကမ်းမယ်ပြီး Arsenal အသင်းနဲ့ဒါကျွန်တော်တို့ရဲ့အိမ်ခွေးမှာဒါကျွန်တော်တို့ August 30ရက်နေ့မှာကမ်းမယ်ပြီးရင်တော့ဒါကျွန်တော်တို့ September 17ရက်နေ့မှာတန်တက်လာတဲ့ Burnley နဲ့ကမ်းမယ်ပြီးရင်တော့ဒါကျွန်တော်တို့ Everton အသင်းနေနဲ့ဒါ Marseille Derby ကိုစောစောစီစီ September 20ရက်နေ့မှာကမ်းမယ်အဲ့တော့ပြန်ကြည့်မယ်ဆိုတော့ဒါကျွန်တော်တို့ တန်ပိုရတာအများကြီးကြာကျွန်တော်အနေမြင်တတ်ကြတော်လေးကိုစုံတဲ့ပွဲစဉ်တွေပြောလို့ရတယ်ဒါပေမဲ့ဒါကျွန်တော်ပြန်ကြည့်မယ်ဆိုလေဘဘူးအတင်းတော့ကပထမဆုံး၅ပွဲကလည်းတော်တော်လေးကို မချောင်တဲ့ဘွဲစင်လို့ပြောလေပြန်ကြည့်မယ်ဆိုဒါအကြီးအသားကဘန်လေးပဲဘန်လေးကကြားကြနေပြအသင်းကြီးတော်များတွေတွေ့ရဖို့နေထားမှရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဒီဒီသိချင်တော့ကိုယ့်ရဲ့ website မှာကိုကိုယ့်ရဲ့အသင်းရဲ့ဒါကျွန်တော်တို့ဟိုမှာတော့ကြည့်လို့ရပါတယ် web ကျွန်တော်ဒါ Facebook ပါဘူးကျွန်တော်လက်ရှိမှာဆို LMB ရဲ့ Manchester City အသင်းကြောင့်ပြော Manchester City အသင်းကလည်းခုနကကျွန်တော် Liverpool နဲ့ခက်ဆက်ဆင်ပါပဲ Manchester City အသင်းကဒါလက်ရှိမှာ fixture တွေကဒါကျွန်တော်တို့အနိုင်မြတ်အတက်ကြတော်တော်လေးကိုများရတယ်မှာပါတယ်ပထမဆုံးသူတို့တွေ့ရမယ့်အသင်းကတော့ Wolves အသင်းနဲ့ September လို့ August 16ရက်နေ့မှာတွေ့ရမယ်ပြီးတော့ဒါကျွန်တော် Tottenham Hotspur အသင်းကိုဒါသူတို့ရဲ့အိမ်ဝင် the head မှာဒါကျွန်တော်တို့ August 23ရက်မှာတွေ့ရမယ် August 30မှာ Brighton နဲ့တွေ့ရမယ်ပြီးတော့ Manchester Derby ကို September 23ရက်နေ့မှာ Manchester United ရဲ့ဒါကျွန်တော်တို့ no sorry Manchester City ရဲ့အင်္ဂွေ at the head မှာ game ပဲပြီးတော့ September 20မှာ Arsenal အသင်းနဲ့ဒါသူတို့ရဲ့ away uh, arsenal တဲ့အိမ်ဝင်ဖြစ်တဲ့ emery မှာတွားကဲမှာဖြစ်ပါတယ်အဲ့တော့ manchester city ရဲ့ပထမဆုံး၅ဘွဲကတော်တော်လေးကိုဒါကျွန်တော်အနေမြင့်တကြများပြီးအသင်းကြီးကြီးပဲ၃သင်းလောက်ပါနေတော့တွေ့ရမယ် ပြီးတော့ကျွန်တော် Manchester United အခုလက်ရှိမှာအသင်းကြီးတွေထဲမှာတော့ကျွန်တော်အခက်ခဲဆုံးအသင်းတစ်သင်းအနေနဲ့လူတော်များပြောစမှတ်တွင်နေတာကိုတွေ့ရမယ်အဲ့တော့ August လဆက်ကွန်ရဲ့ပထမဆုံးပွဲစဉ်မှာတော့ကျွန်တော် Arsenal အသင်းကိုသူတို့ရဲ့အိမ်ကို Old Trafford မှာကံမယ်ပြီးရင်တော့ကျွန်တော် Fulham အသင်းနဲ့ August လ23ရက်နေ့မှာကံမယ် August 30မှာ Burnley နဲ့ကံခုနက Burnley ရောအသင်းကြီးနဲ့ Rochdale တွေ့ရဖြစ်ပြီးရင်တော့ City အသင်းရဲ့ဒါကျွန်တော်တို့အိမ်ခွင့် at the head မှာဒါကျွန်တော် September 17ကံမယ်ပြီးရင် September 20မှာတော့ United ရဲ့ကျွန်တော် Old Trafford မှာဒါ Chelsea အသင်းနဲ့ game မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လက်ရှိမှာဒါပထမဆုံး၅ဘက်မှာ United အသင်းက Arsenal, City, Chelsea အသင်း၃အသင်းလုံးကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့လက်ရှိမှာကျွန်တော်ရဲ့အသင်းဖြစ်တဲ့ Tottenham Hotspur အသင်းကတော့ဒါကျွန်တော်လက်ရှိမှာပြန်ကြည့်မယ်ဆိုတော့ fixture ကတူတဲ့ဒါတော်တော်လေးကိုအနိုင်မြင့်တက်ကြများတယ်လို့ပြောရရတယ်။ Spurs အသင်းကဒါပထမဆုံး၅ဘက်ကိုတော့ အိမ်ကွင်းမှာဒါကျွန်တော်တို့ဘန်လေးကိုဒါကျွန်တော်ဩဂတ်16ရက်နေ့မှာဂန်မယ်အဝေးကွင်းအနေနဲ့ဒါကျွန်တော်လက်ရှိဒါမန်ချက်စတာစီးတီးရဲ့အိမ်ကွင်းဖြစ်တဲ့ at the head မှာဩဂတ်23မှာဂန်မယ်ပြီးတော့ကျွန်တော်အိမ်ကွင်းပြန်ရောက်သွားဖြစ်တဲ့ဘုံမောက်နဲ့ဩဂတ်30မှာပြန်ဂန်မယ်ပြီးတော့အဝေးကွင်းဒါကျွန်တော်လန်ဒန်မြို့ထဲမှာပဲဒါကျွန်တော်တို့ ဝါဆမ်ပတိနဲ့ဂမ်ပဲပြီးရင်တော့ကျွန်တော်တို့ Brighton အသင်းပေါ့တော့ဒါကျွန်တော်စက်တင်ဘာ20မှာဂမ်အဲ့တော့ပြောချင်တာ Sporting ကလက်ရှိမှာဒါသူများသိနေပြန်စားမယ်ဆိုတော့ကိုဒီကနည်းနည်းလေးတောင်ပွဲချောင်းတယ်လို့ပြောလေဒါပေမဲ့ပွဲချောင်းရဆိုမဲ့ဒါအောက်သင်းနေဖို့ပဲအလဲလက်တန်းသင်းနေတယ်တော့ short တွေ့မှာဖြစ်တယ် Sporting တို့လည်းတော့ပေါ့ဘူးလို့များအဲ့တော့လက်ရှိမှာဒါကျွန်တော်ပထမဦးဆုံးရဲ့တက်တပတ်ဒါ list တော့ထွက်လာခဲ့ပြီညီကိုရင်းနဲ့ကိုအသင်းနဲ့ပထမဦးဆုံး5ပွဲမှာဗနမတ်ရယူနိုင်မယ်လို့ထင်တယ်အောက်က comment တွေမှာဆွေးနွေးပြကြကြပါဦးလာပါပဲဘောလုံးမဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတဲ့ TV4U တို့မှာဂျင်းလို့ဆက်ပေါင်းကိုကြည့်လို့ရပါတယ်မြန်မာလေးကလစ်ဖို့မမေ့ကြပါ ပါတော့ဗျအောက်က comment လေးထဲမှာလည်း youth sport media 3 point ဆိုတော့ TV for you ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျက်စောက်ကွန်ကြီးပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရဲ့မြန်မာလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဟုတ်မြန်မြန်ကလစ်မှာမြန်မြန်နာဖြစ်ပါတယ်အားလုံးပဲကြွတူပါရဲ့ကျွန်တော်တို့နောက်မှပဲအေးဆေးဆေးတွေ့ကြတာပေါ့ဒီပါဗျာ